ဒီနေ့ခက်လည်းပဲဦးဇင်းတို့အထူးအဆန်းပဲတချို့လူငယ်တွေဖြစ်ပြီးတော့နော်ဦးဇင်းတပည့်စောစောကကလေးတယောက်တော့ဦးဇင်းကပြောလိုက်သေးတယ်အတိတ်ပဲမရှိတော့တချို့ကိစ္စတွေဟိုးတော့တိတ်ပြီးမလိုက်စားနဲ့အချိန်ကုန်ပြီးတော့အိမ်မက်မှတ်ကောင်းအောင်တည်းမပို့ဘူးတော့ပြောလိုက်တယ်ဦးဇင်းကတော့လူတယောက်ကြီးပွားဖို့ဆိုတာအဲ့ဒါတွေနဲ့မဆိုင်ဘူးတော့ဘာတွေဆိုတော့မပြောတော့နော်ကံရဲ့ ကံအကျိုးပေးလဲအထိုက်အတင်တော့ရှိရမယ်ပေါ့ကိုရလိမ္မာကျွမ်းကျင်မှုလို့ခေါ်တဲ့ဉာဏ်ပညာကိုလုံးတို့တားလုံးမှာဘလောက်လိမ္မာတယ်ဘလောက်ကျွမ်းကျင်တယ်လဲကိုရအရေးအချင်းအရေးသွေးဒါကအရေးကြီးတယ်နော်အဲ့တော့လိမ္မာကျွမ်းကျင်တည်တာကိုရစူးစားအထုံမှုဒီသုံးခုအကြောင်းသာလိုရင်းပြောလိုက်ကံညာဝရိယပေါ့ဘလောက်တိပြောလိုက်ဆိုမျက်စိတည်းမြင်သာမှာမဟုတ်ဘူးဦးစင်ကအထင်အောင်ပြောလိုက်တာကံအကျိုးတွေလဲထိုက်လျောက်ရှိရမယ် ခံဆိုတာလည်းသဘောအရဥစ္စာတော့အတိတ်ကံပစ္စုပန်ကံဒီလိုရှိပါတယ်အတိတ်ကံဆိုတာပြုတ်ပြီးဘာမှပြင်လို့မရတော့ဘူးအဲ့ဒါအတိတ်ကလောက်ခဲ့တဲ့ကံပစ္စုပန်ကံဆိုတာပစ္စုပန်မှာကိုယ့်ရဲ့လုံရပဲကိုကောင်းတာလုံနေသလားမကောင်းတာလုံနေသလားမကောင်းတာလုံရင်မကောင်းချိုးကိုခံစားရမှာဒါပစ္စုပန်ကံကြောင့်အတိတ်ကံနဲ့ဘာမှဆိုင်ဘူးသဘောကကံအကျိုးပေးလိုက်ထက်လျောက်ရှိရမယ်ကိုကလိမ္မာကြွန့်ကျင်ရမယ်ကိုလုံးနေတဲ့အလုပ်မလိမ္မာပဲနဲ့ဘာမှအောင်မြောင်လို့လို့မရဘူးနော်ဘာမှကြီးပွားလာမှလည်းမဟုတ်ဘူး အေးအဲ့ဒါအောင်မြတ်မှုကြည်ဝါမှုနဲ့ထိုက်တန်တဲ့ယဉ်ဒီပိဆက်မှုကြိုးစားရမှုဝိရိယကလည်းလိုတယ်ဒါမှသာလည်းကြည်ဝါနိုင်တယ်ပေါ့ဟိုစနောဟိုးတော်ကအညာဒိတမှာတခါကြီးတယောက်ကကြည်ဝါခြင်းလို့ရွှေဖြစ်ငွေဖြစ်ခြင်းလို့ဆိုပြီးတော့သူကအဂိယထိုးတဲ့အဂိယထိုးရတာအတော်ဝါဒနာပါဆိုပဲသူက အကြရထိုင်းတော့တနေ့ရွှေဖြစ်မလားတနေ့ငွေဖြစ်မလားနဲ့ဘာမှမလုပ်ဘူးအရင်လုပ်လဲဘာမှစိတ်ဝင်စားဘူးမလေးငါအကြရတစ်ချက်အောင်လိုက်လို့တော့တခါတည်းဘာရတန်သေးမာဘာရသူတို့ဟာသူတို့ဟာရှိတယ်နော်ဒရာသေးတရွှေဝါတော့တန်သေးတပြေဝါတော့ဘာလို့လဲအဲ့လိုရှိတယ်နော်သူစဲသူစဲကြောက်နာဝါရှိတာတော့အကြရထိုတာကသူကဘာမှမရတဲ့အပြင်အရင်ရှိသမျှပစ္စည်းလေးတွေပါ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 တော့မိသားစုကကြတော့မကြည့်ဘူး နေ့ကျတော့ဓမ္မကြီးကចောင်းသွားရင်လည်းခွန်ကြီးစီရောက်တော့ဓမ္မကြီးတကယ်ဘယ်လိုလဲလှုပ်ရိတ်ကိုင်းတာအဆင်ပြေရဲ့လားအရှင်ဘုရားရဲ့ပြောပဲမပြောချင်ပါဘူးအလောလောရအဆင်မပြေရတဲ့ကြတဲ့ဥစဉ်တခါကြီးပေါ့အဲ့ခကြီးကဖဲထိုးနေလို့တပြိတော့တော့မှပိုးပြီးတော့ဒုက္ခရောက်ရပါတယ်အဲ့ဒါနဲ့ကောင်းပြီဓမ္မကြီးအဲ့ဒါဆိုလို့ရှင်ဓမ္မကြီးကော ဒကမကြီးပြန်သွားတဲ့အခါအเจ้าလာခဲ့ပါအောင်เจ้าကဘုန်းကြီးကကျွေဖြစ်ငွေဖြစ်နီးအဲ့ဒါပေးမယ်တဲ့လာခဲ့ပါတဲ့တော့ပြောလိုက်ပါတဲ့အဲ့ဒါတခါကြီးပြောပြတယ်သူကလည်းအကြီးကအင်မတန်မှဝါသနာပါတပိုင်းသေးလောက်အောင်ယူတာဆိုတော့သူများကရွှေဖြစ်ငွေဖြစ်နီးအကြီးကနီးပေးမတဲ့ဆိုရင်သူကမရရအောင်ကိုတခါတည်းမရမကတောင်းပြီးတော့နီးခံပြီးလုပ်လေရှိတဲ့နီးတာစုံတယ်ဟဲ့လားဘာမှဖြစ်မလာဘူးဒီကဘုန်းကြီးကသူရွှေဖြစ်ငွေဖြစ်နီးပေးမယ်ဆိုတော့အပိုင်မဲဆိုပြီးသူကလည်းတွက်ပြီးလာလာနေမှာပေါ့ ဆရာတော်တပြည့်တော်ကိုရွှေပြည့်ငွေပြည့်နီးပေးမယ်ဆိုတော့အဲ့ဒါချင်းမြင့်ပါဆိုတော့ရွှေပြည့်ငွေပြည့်နီးကတော့ဟုတ်တယ်တဲ့ဒါပေမဲ့လို့တခုရှိတာကခမရအဲ့ရွှေပြည့်ငွေပြည့်နီးလောက်ဖို့ရာအတွက်အကျုံမှာပစ္စည်းပစ္စည်းရတယ်လူသေးဘာတွေကလုံးနေတော့ဆိုတော့ဘူးရယ်ဖယုံရယ်ငရုတ်ရယ်သခွားရယ်ခဝဲရယ်အဲ့အသည်ငါးမျိုးကနေထွက်တဲ့အညာတည်င်းစီအဲ့ဒါရမှာဖြစ်မယ်အဲ့ဒါနဲ့မှခင်ဗျား ရွှေဖြစ်ငွေဖြစ်ဖြစ်အောင်ဒါကြုတ်လုတ်ပြလို့ရမယ်ပေါ့အာအစမေအဲ့ဒါတပြည့်တော့ရစီရမယ်ရအောင်လုပ်မယ်ခါတော့အိမ်ပြန်ချသွားပြီတော့ကဲရှင်မေငါတို့ဒီမှာဘုန်းကြီးကတော့ရွှေဖြစ်ငွေဖြစ်နီးပေးလိုက်ပြအဲ့ဒါ तू ပေးမယ်တဲ့ဒါမှမဟုတ်ဘာတွေလုံးနေသလဲအဲ့တော့ဆေးနီးတွေကတော့တခါတည်းဘူရဲ့ဖယောင်းရဲ့ငရုပ်ရဲ့တခွားရဲ့ခွဲရဲ့အဲ့ဒီအသီးငါးမျိုးရဲ့အညာတပင်းစီလားပို့ရမှာတဲ့ ကဲအဲ့ဒါဘယ်ရရမလဲရှာစမ်းကွာဟောတော့တော့အဲ့လောက်အများကြီးဈေးကဝယ်လဲမရနိုင်ဘူးသူများစီသွားတောင်းလဲရမှာမဟုတ်ဘူးကိုဟာကိုစိုက်မှပဲရမှာဆိုပြီးတော့တခါကြီးရတခါတည်းအဲ့ဒါအဲ့ဒါဆိုလဲစိုက်တာပေါ့ငါတို့အင်ရအခင်းတယ်အဲ့ဒီကြမှာသူလဲတောင်းသလိုပို့သတိရခါရဲမနက်ကစားပြီးထွန်ထဲကိုင်းထွက်ထွန်ထဲလောက်ကိုင်းအဲ့ဒီငါမျိုးစိုက်တာသူအခင်းတယ်ဖြစ်ပြီးဟာငါအသီးတွေတိုင်းတာသီးတွေလဲအရမ်းအညာတွေလဲအများကြီးရတော့မှာပဲတွေးပြီးတော့ပြောတယ် ငါတော့ရွှေရင်ငွေတွေဖြစ်တော့မရွှေရင်ငွေတွေဖြစ်တော့မဆိုပြီးအဲ့ဒါနဲ့သူအသီးတွေရတာအဲ့အသီးတွေချော့ချော့ပြီးတော့အညာတွေကိုယူအသီးတွေကိုရောင်းအသီးတွေရောင်းပြီးတော့တခါတည်းအညာတင်းစီပေါ့လေအသီး၅မျိုး၅တင်းအညာတွေကြီးစုပြီးတော့ဖုံးချောင်းသွားပြီးတော့ဆရာတော်ဆရာတော်လိုချင်တဲ့တခါတည်းအသီး၅မျိုးရဲ့အညာ၅တင်းရပါပြီဒါတပြည့်တော့ရွှေဖြစ်ငွေဖြစ်ဒီပြောပါဆိုတော့ဒါကြီး ဒီအသီးငါးမျိုးရောင်းလိုက်တော့တခါကြီးပတ်စံဘယ်လောက်ရတော့သူတို့ခေကတော့ဒင်းငါးခေဆိုတော့တပြည့်တော့ဒင်းငါး1000 1500ငါးရလောက်ရပါတယ်ခင်ဗျာဟာအဲ့ဒါငွေဖြစ်တာပဲဒါစင်အရှင်ဘုရားရွှေကဟောဟာဒီငွေနဲ့ရွှေဝင်ရွှေဖြစ်ရောမဟုတ်လားခင်ဗျာဘာလို့တလဲဒါရွှေဖြစ်ငွေဖြစ်နီးပဲလို့ဒါဆရာတော်ကဘယ်လိုပြောမလို့ဆိုတော့ဒီတဘာဝမကြတဲ့ ်ရုပ်တင်မဖြစ်တဲ့စိတ်ကူးရင်တက်တက်ပြောဆိုတာဒီလိုကိစ္စတွေကိုလိလာလိုက်စားတာအကျိုးမဲ့အချိန်ကုန်တာပေါ့နော်ကြီးဝလာတာလည်းမဟုတ်ဘူးစိတ်ကူးရင်ရောအိမ်မက်မက်ကောင်းရုံပဲရှိမှာပေါ့နော်ဖရားဟောလည်းမဟုတ်တယ်လို့လူတွေဥစဉ်တော့လောကီယုံကြည်မှုတစ်ခုနဲ့ဒါလောက်ကြတဲ့ကိစ္စပဲလေဘယ်သူများဘလောက်ကြီးပွားသွားတယ်လို့ရှိတာမှမဟုတ်ဘဲနဲ့အဲ့ဒါဆရာတော်ကဒီလိုလက်တွေ့လောက်မှဒီလိုကြိုးစားအားထုတ်မှဒီလိုရွှေငွေဖြစ်နိုင်တယ်စိတ်ကူးယူမြအကြီးရထိုးနေုံနဲ့ကတော့ရွှေငွေမဖြစ်နိုင်ဘူးဆိုတာကို သိအောင်ပါဇက်နဲ့ပြောပြီးဆုံးမလို့မရနိုင်တဲ့သူဆိုလက်တွေဆုံးမလိုက်တာဒီနေ့ခေတ်လည်းပဲတချို့ဒါရမတွေအကျိုးမရှိတဲ့ကိစ္စတွေကိုဒိဋ္ဌာလိုက်စားပြီးတော့ဟိုးသွားပြီးတော့တင်းရတာရဟိုးဟာခြေရဒီဟာခြေရဟိုးသွားမေးရညံ့ရမဆိုင်ဘူးနော်ကောင်းကျိုးဆိုးကျိုးဆိုတာကောင်းကံဆိုးကံကြောင့်ဖြစ်တယ်အတိတ်ကံဆိုတာအတိတ်ကံပစ္စုပန်ကံဒီလိုရှိတယ်အတိတ်ကံဆိုတာအတိတ်ကပြုတ်ခဲ့ပြီးသားဘာမှဒါပြင်လို့မရဘူး ဒါမှလည်းသူ့အကြောင်းတိုင်းသွားမယ်ပစ္စုပန်အကြောင်းပစ္စုပန်ကံရဲ့အကြောင်းနဲ့လည်းဆိုင်တယ်အတိတ်ကစီတာအကျိုးကံအတူရဲ့အကျိုးပေးနိုင်တာမဟုတ်ဘူးပစ္စုပန်မှာကိုယ့်ရဲ့လောရကမှားယွင်းနေတယ်ဆိုအတိတ်ကအကျိုးပေးခွင့်တာမှာမဟုတ်ဘူးနော်အဲ့ကြတာပစ္စုပန်ကံဆိုတာကိုယ့်ရဲ့ကြိုးစားအထုံမှုကိုယ့်ရဲ့အလောက်ပေါ်မှာလည်းမူတည်တယ်ကြည်ဝါတယ်ဆိုတာအဲမလို့ကြည်ဝါဖို့ဆိုရင်ကံအကျိုးပေးထလျောက်ရှိရမယ်။ကိုကလိမ္မာကျွမ်းကျင်ရမယ်။ပညာတစ်ခုကိုလုံးနဲ့တော့ကိုမလိမ္မာမကျွမ်းကျင်မှုရောင်းဝါးဝါးလုပ်နေတဲ့ဆိုရင်ဘာမှဖြစ်လာမှာမဟုတ်ဘူးနော်။ လိုင်မာကြွန့်ကြံတဲ့အတိုင်းလက်တွေစူးစမ်းအားထုတ်ဖို့လိုတယ်ဒါမှသာလည်းထိုက်လျောက်ကိုအိုးနဲ့ကိုဆန်တန်ယုံတော့ကြီးဝမယ်ပေါ့ဗျာဒီလိုမျိုးပဲနဲ့စိတ်ကူးရင်မျိုးလျှောက်လို့နေမှာဆိုရင်တော့အိမ်မက်မက်ကောင်ရုံပဲရှိမှာပဲဘာမှဖြစ်လာမှာမဟုတ်ဘူးဒါကတော့ခနာဆရာတော်နီးပစ်တဲ့အတိုင်းအဲ့ဒါမှတ်ကြ